အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပန်စုသူနီးပညာ channel ရဲ့နေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်။နော်ဒီနေ့လည်းကျွန်တော်ဒီ TikTok နဲ့ပတ်သက်လို့ပဲဗောနော TikTok နဲ့ပတ်သက်လာလေးကိုကျွန်တော်ပြန်လဲမျှဝေပေးသွားမယ်။ဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ TikTok account ကိုဗောနောဘသူတွေပြီးကဘသူတွေဝင်ပြီးတုံးနေလဲဗောနောဘယ်နှစ်ယောက်တုံးနေလဲဆိုတော့ကြီးရှုတယ်နေဗောနောတစ်ခါလီမှကျွန်တော်ဒီ TikTok ကကိုမသိလိုက်ချိန်မှာဗောနောကိုယ့်ရဲ့တကယ်ချင်းတွေကိုကြီးရဲ့ချစ်သူသမီးသားတွေပါတွေက ယူသုံးနိုင်တယ်ပေါ့နော်အဲအကြောင်မလို့ကိုယ့်ရဲ့အကောက်ကိုဘယ်သူတွေသုံးနေလဲလုံခြုံလားဆိုတာကိုကြည်နီးပေါ့နော်ကိုတခါလေးတချို့ကထင်နေပေါ့နော်ကိုတယောက်တည်းသုံးနေတယ်ထင်နေမယ်အဲတချို့ကကိုသုံးနာတွေကိုကြောက်ကြည့်နေတဲ့သူတွေလည်းရှိရင်ရှိနိုင်တယ်အဲအကြောင်မလို့ကိုယ့်ရဲ့ TikTok အကောက်ကိုဘယ်သူတွေလောက်ရင်ဝင်ထားလဲဘယ်သူတွေသုံးနေလဲဆိုတာကြည့်ရှုတဲ့နေလေးပြပေးမယ်အဲတော့ကျွန်တော်ထုံးစံတိုင်းကျွန်တော် TikTok ထဲဝင်လိုက်မယ်ပေါ့နော်အဲ့ အဲ့တော့ဒါဆိုတော့ကျွန်တော် TikTok ထဲရောက်လာပြီနော် TikTok ထဲရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဗာနဲ့ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ profile လေးရှိပါဘောဒီဘက်ချမ်းမှာအဲကျွန်တော် profile လေးရှိရဲအဲ့ profile ဆိုတာလေးကိုကျွန်တော်ချက်နေလိုက်မယ် profile လေးနေပြီလို့ရှိရင်ကျွန်တော်ဒီအပေါ်လေးမှာဘောနော်အပေါ်လေးမှာမီနူးမြင်းလေးရှိတယ်ကျွန်တော်မီနူးမြင်း၃ချောင်းလေးဘောနော်ဒီမှာအပေါ်လေးမှာအဲ့မီနူးမြင်းလေး၃ချောင်းကိုကျွန်တော်ချက်နေလိုက်မယ်နေပြီလို့ရှိရင်ဗာထပ်နေရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာ stand and privacy ဆိုတာလေးရှိရဲဘောနော်ဒီမှာ stand and privacy ဆိုတာလေးကိုကျွန်တော်တစ်ချက်ထပ်နေမယ် နော်ဒီချက်ရောက်ပါတော့ state and privacy ချက်ဝင်လိုက်လို့ချင်းဒါမျိုးလေးပေါ်လိုက်ပေါ်လာပြီဆိုတော့ဘာနဲ့ရမလို့ဆိုရင်ဒီမှာ security and personal ဆိုရဲပေါ့နော်ဒီမှာ security ဆိုရဲလေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးလို့ရှိရင်ဒီလိုလေးပေါ်လာဒီလိုလေးပေါ်လာပြီဆိုလို့ကျွန်တော်ဘာယူမလို့ဆိုရင် u device ဆိုရဲလေးပေါ့နော်ဒီမှာအဲဒီကောင်လေးဖြစ်ပါတယ်အဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ် အဲ့တော့ကျွန်တော်ဒီလိုလေးပေါ်လာမှာနော်ပေါ်လာပြီဆိုလို့ချင်းကျွန်တော်ဒီမှာပေါ်တော့လောရင်ဝင်ခဲ့တဲ့ဖုန်းလေးကဒီမှာအဲ Vivo V2 3ညာ2ရပြီးလို့ချင်းဒီမှာပေါ်တော့ Realme ပေါ်တော့ Realme ရပြီးရင်ဒီမှာအဲ Vivo Y70S ပေါ်တော့အဲ့လိုမျိုးလေးပေါ်တော့အဲ့လိုလေးကျွန်တော်ဒီမှာဝင်ထတာလေးရှိတယ်ပေါ်တော့၃လုံးရှိတယ်ပေါ်တော့အောက်ကနှလုံးကတော့အခုလက်ရှိကျွန်တော်၃နေတာမဟုတ်တော့အာသာတစ်ပိုက်လို့ဒီမှာရေးထားတယ်အပေါ်ကတော့ကျွန်တော်လက်ရှိ၃နေတာပေါ်တော့အဲ့တော့ကိုမ၃နေတဲ့အကောင့်တွေပေါ်တော့ မတော့ဒီဒီမှာ other device ဆိုရအဲ့ဒါကိုမသုံးတဲ့ဟာတွေကိုကျွန်တော်မသုံးမသုံးညုံကိုမဟုတ်ဘူးဆိုလို့ရှင်ပေါ့နော်ဒီအောက်ကတွေကိုမဟုတ်ဆိုလို့ရှင်ကျွန်တော်ဒီမှာ delete ဆိုလေး remove ဆိုလေးကျွန်တော်ချက်နေလိုက်မယ် remove လေးနှိပ်ထားပေါ့နော်ကိုဒါကိုရဲ့အကောင့်ကိုတခြားသူတွေယူသုံးနေတာပေါ့နော်အင်းကိုရဲ့ဟာလေးပဲထားပေါ့နော် ဒါမျိုးလေးဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တလုံးပဲဖြစ်သွားပြီပေါ့နော်အဲ့ဒါမျိုးလေးကိုယ့်ရဲ့အကောင့်လေးကိုဒါလေးပြန်စစ်တင်တယ်တကယ်လို့မလုံခြုံတော့ဘူးထပ်ပြီးကမှဝဖြစ်တယ်ဆိုလို့ညဒီမှာဒူးစတက်လေးပါလေးခံလိုက်ပေါ့နော်ဒူးစတက်ခံထားလို့ရှိရင်ဒါပို့ပြီးကိုယ့်ရဲ့အကောင့်ကလုံခြုံသွားမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီ စစ်စစ်ပြီးကမှဒါဖယ်ထုတ်တဲ့နီးလေးပေါ့နော်ကိုယ့်ရဲ့ကောက်ကိုတခြားသူတွေယူသုံးနေလို့ပေါ့နော်အဲဒါကြောင့်မလို့မသုံးလို့မရလို့ကျွန်တော်အဲ့လိုပြုလုပ်တဲ့နီးလေးဖြစ်ပါတယ်အဲမိတ်ဆွေတို့လည်းဒါကိုယ့်ရဲ့အကောက်ကိုကိုပြင်ပြစစ်ပေါ့နော်စစ်လို့အဲ့လိုတွေ့ရှိလို့ရှင်အဲ့ဒါတွေကိုအကုန် remove လုပ်ပြပါအားလုံးကျေးဇူးတင်ပါတယ်